offline season တကယ်လာရမှာလားအခုအချိန်မှာအောက်ခွိုင်းစီစဉ်ကိုလူတော်တော်များများမျှော်လင့်ကြလိမ့်မယ်သူထင်ပါရယ်ဒီနေ့ဗီဒီယိုမှာတော့မကြခင်မှာအောက်ခွိုင်းစီစဉ်စမစကိုဆွေးနွေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်တာပေါ့အောက်ခွိုင်းစီစဉ်ဆိုတာက Bitcoin ထဲတခြား cryptocurrency တွေကအစားပေါင်းများစွာတဟုန်ထိုးထိုးတက်လာတဲ့အချိန်ကိုပြောတာပေါ့နော်ဒီရက်ပိုင်းမှာလိလာသူတွေကဒီနေ့စက်တင်ဘာလောက်မှာအောက်ခွိုင်းစီစဉ်ဖြစ်လာနိုင်ခြေရှိတယ်လို့ပြောနေကြတယ်ပေါ့နော် ရှင်းရှင်းလေးပြောရရင်ပိတ်ခွန်ကဈေးကွက်ကိုဥစားမီတက်နေတာရှက်သွားတဲ့အခါဒါမှမဟုတ်စီးငိန်သွားတဲ့အခါမှာယင်းနှမြုံနေထားတဲ့ပတ်စံတွေကတခြား cryptocurrency တွေတွေကိုစီးဝင်သွားလိမ့်ရှိပါတယ်။အဲ့ဒီအခါမှာအောက်ကွန်နေရဲ့ဈေးတွေကပေါက်ကွဲထွက်သလိုတက်လာတတ်ပါတယ်။ဆိုတော့ September လရဲ့မှာအောက်ကွန်နေကိုဈေးတက်စေမယ့်အဓိကအချက်တွေကိုစပြီးတော့ကြည့်လိုက်တာပေါ့။နံပါတ်1အချက်ကတော့ Bitcoin dominant ကျဆင်းလာတာ။ Bitcoin dominance ဆိုတာက crypto ဈေးကွက်တစ်ခုလုံးရဲ့တန်ဖိုးမှာ Bitcoin ကဘယ်လောက်ရှာပိုင်နှုန်းနေရာယူထားလဲဆိုတာကိုတိုင်းတာဖြစ်ပါတယ်။အခုဆိုရင် Bitcoin dominance က57%လောက်ပဲရှိတော့ပေါ့နော်။ Coin base ရဲ့ report အရ solution ရဲ့ဒီလို Bitcoin ရဲ့ဈေးကွက်ဝေစုနေလာတဲ့အခါမှာရင်းနှီးမြှုပ်နှံသူတွေက Three ရဲ့ပတ်စံတွေပို့ ETH တို့ SOL တို့လိုမျိုးနာမည်ကြီး altcoin တွေဘက်ကိုရှင်းလင်းရှိပါတယ်။ပြောရရင်တော့ကိမုံကြီးတလုံးမှာ Bitcoin ရဲ့အချက်သေးသွားလေလေတခြား altcoin တွေအတွက်ဝေစုပိုရလေလေဆိုတာပါပဲ။ ။နံပါတ်၄တစ်ဆက်ကတော့ liquidity ပိုကောင်းလာတာ။ liquidity ဆိုတာကအယောင်းဝယ်လုပ်ရတာဘလောက်လွယ်ကူတယ်လဲဆိုတာပါ။အခုဆိုရင် exchange အကြီးကြီးတွေမှာ acquire တွေကိုအများကြီးဝယ်ချင်ရောင်းချင်ရင်တော့မှဈေးအပြောင်းအလဲတိတ်မဖြစ်စေဘဲနဲ့သူ့လက်ကူကူတုံးလိုက်ပါတယ်။ဒီလိုမျိုးအယောင်းဝယ်လုပ်ရတာပိုးသွက်လာတဲ့အတွက်ရင်းနှီးမြှုပ်နှံသူအစ်စ်တွေပိုးဝင်လာပြီးတော့ဈေးတက်ဖို့တွန်းအားဖြစ်စေပါတယ်။နံပါတ်3တစ်ချက်ကတော့ risk ပိုယူလာကြတာ။ ဗဟုပန်တွေကအတော်နှုံးလျှော့ချတာမျိုးလို့ကမ္ဘာစီးပွားရေးအခြေအနေတွေတည်နေလာတဲ့အခါမှာယင်းနည်းမြုံနယ်သူတွေကအမျက်ပိုရနိုင်တဲ့ risk ပိုများတဲ့နေရာတွေမှာရှင်းနေကြပါတယ်။ပုံမှန်အားဖြင့်အတော်နှုံးနေကြရင်ပတ်စံတွေကအရင်ဆုံး Bitcoin တွေကိုစီးဝင်ပြီးတော့ဈေးတက်ပါတယ်။အဲ့ဒီကနေအမြတ်ရလာတဲ့သူတွေကအဲ့ဒီအမြတ်ကိုအောက်ကွယ်နေတဲ့ပြန်ထစ်ရင်းနှီးကြတော့အောက်ကွယ်နေပါလိုက်တက်လာတာမျိုးပါဒီအချက်တွေကြောင့် September မှာအောက်ကွယ်နေအတွက်အခြေအနေကောင်းနေတယ်လို့သုံးသပ်နေကြတာဖြစ်ပါတယ် ။အော့ကွန်တွေက Bitcoin ထက်ဘလောက်တာနေလဲဆိုတာပြရတဲ့အညုံကိန်းဖြစ်တဲ့အော့ကွန်စီစဉ် Index ဒါမှ Lumiere La က39ပဲရှိရကနေအခုဆိုလို့ရှိရင်90ကျော်ကိုတက်လာနေပြီပေါ့နော်။ဘာကြကျော်ပြီဆိုရင်အော့ကွန်တွေကအားကောင်းနေပြီလို့ဆိုလိုတာဖြစ်ပါတယ်။အော့ကွန်စီစဉ်ရဲ့အရေးအယံလေးလည်းတန်းလာပြီဆိုတော့ နစီတောက်ထောက်ကြည့်ထားတဲ့ top online အကြောင်းကိုဆက်ပြီးပြောသွားမှာဖြစ်ပါတယ်။နံပါတ်၁ကတော့ Ethereum ပါ။ Bitcoin ဘီယံဒုတိယအကြီးဆုံး coin လေးဖြစ်တဲ့ smart contract တွေ DeFi locker တွေရဲ့အဓိကမောင်းနှင်အားလေးဖြစ်ပါတယ်။အခု September 2025မှာ Ethereum တစ်ကွိုင်းကိုဒေါ်လာ၄300၄400ပတ်ဝန်းကျင်မှာရှိရပေါ့နော်။ That law ဈေးတွေထိုးတက်နေရတဲ့မှာ Ethereum ကအားအကောင်ဆုံးထဲမှာပါနေပါတယ်။နောက်ထပ် coin ကတော့ Binance ရဲ့ BME coin ပါ။ အခုဆိုလို့ရှိရင်သူရဲ့ all time high ဖြစ်တဲ့ဒေါ်လာ900ကိုလည်းကျော်ပါခဲ့ပြီးအရှိန်ကအရန်ကောင်းနေသေးရဲ့အတွက်ကြောင့်မို့လို့မကြခင်မှာစနေတစ်ထပ်ပြီးတော့တင်းသွားနိုင်ပါသေးတယ်။နောက်ထပ်ကွန်ကတော့ဆိုလာနာပါ။အယောင်ဝဲလောက်ကအရန်မြန်လို့နာမည်ကြီးတဲ့ blog stream မှာသူ့ကိုရောနောက်လာမဲ့ full cycle မှာ star ဖြစ်နိုင်တယ်ဆိုပြီးရောလေးလာသူရဲ့အများစုပါတုံတက်နေကြပါရဲ့နောက်ထပ်ခွန်ကတော့ chain link ပါ blockchain တွေကိုအပြင်ကဘာက data asset တွေဥပမာ 3z dollar z ကိုချိဆက်ပြီးနောက်ဝက်ဖြစ်ပါရဲ့ Define နဲ့တခြား app တွေမှာမရှိမဖြစ်300ခက်တဲ့အတွက်ကြောင့်မလို့အနာဂတ်မှာဝယ်လို့အားတက်လာနိုင်တဲ့ coin တစ်ခုဖြစ်ပါတယ်။အဲ့ဒါရီအပြင် XRP တို့ Cardano လိုတို့မျိုးတခြား coin ကောင်းတယ်လည်းအများကြီးရှိပါသေးတယ်။ဒါပေမဲ့အောက်ကွန်စီစဉ်တကယ်ဖြစ်လာခရင် PNB တို့ Ethereum တို့ Solana တို့ကဥစားနိုင်ပြီးတော့အရင်ဆုံးတက်လာနိုင်တယ်လို့ကြွမ်းကျင်သူတွေအများစုကခံမှန်းနေကြပါဗျ။ ဒါပေမဲ့လည်းဘသူတွေဘာပြောပြောကိုရိုင်းသိချာလေးလာဆုံးဖြတ်ပြီးမှ investment နဲ့ trading တွေလုပ်စီချင်ပါတယ်။ Trading လုပ်ဖို့အတွက် Binance ကိုသုံးနေရတဲ့သူဆိုလို့ရှိရင်တော့ Binance မှာတကယ်ကိုအသုံးဝင်တဲ့ features လေးတွေ tips တွေကို အခုဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမတစ်ခုကတော့ Binance မှာကိုရှာစင်းတဲ့ကွာရဲ့ဈေးနှုန်းအတက်အကျကိုအချိန်နဲ့တပြေးနီးကြည့်ရနေပါ။အခုမြင်နေရတာက Binance application နဲ့ကိုစောစောဝင်ချင်မှတွေ့ရမယ့် home page ဖြစ်ပါတယ်။ homepage ကဒီလိုနေရာလေးမှာဆိုလို့ရှိရင်နာမည်ကြီး quiet နေဖို့တွေ့ရမှာဖြစ်ပါတယ်ဒီ hop ဆိုရယ် tap ပြီးအောက်မှာပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ BNB တို့ BTC ရို့ ETH တို့လိုမျိုး quiet အချင်းကြီးတွေကိုမြင်ရမှာဖြစ်ပါတယ်အခု let the law hop ခင်းနေအ quiet နေပေါ့နော် BYD news ဆိုတော့ကကြတော့ဒီမကြသေးခင်ကမှဒီပေါ်မှာ list လောက်လာရ quiet နေပါ gainer ဆိုတော့ကကြတော့ CD 24နာရီအတွင်းမှာတက်နေရကောင်းလေလူစားစရာကကြတော့ဒီ24နာရီအတွင်းမှာစီရီကြနေရကောင်းလေ PND 24 hour for long ကကြတော့24နာရီအတွင်းမှာအယောင်းဝင်အများဆုံးဖြစ်နေတဲ့ coin တွေ market cap ကတော့ဒီ crypto market ကြီးတစ်ခုလုံးထဲမှာတန်ဖိုးပေါ့နော် market cap တန်ဖိုးအများကြီးရှိရတဲ့တွေကိုပြနေရဖြစ်ပါတယ်ဆိုတော့ဒီထဲမှာ alpha ဆိုတာကတော့ finance ပေါ်မှာရှိတယ်ဒီ list မလောက်ခင်မှာကြိုးဝဲထားလို့ရတဲ့နေရာဖြစ်ပါတယ်ဆိုတော့ဒီနေရာကနေပြီးတော့လေ crypto coin တွေကို alert တပူရှာကြည့်လို့ရပါတယ်။ဒါမှမဟုတ်ကိုရှာခြင်းတဲ့ coin က DM မှာရှာရခက်တယ်ဆိုလို့ရှိရင်တော့အပေါ်က search file မှာကိုရှာခြင်းတဲ့ coin ရဲ့နာမည်ကိုရှာလိုက်လို့ရပါတယ်။အခုဆက်ပြောမှာက Binance ပေါ်မှာအရင်အသုံးဝင်တဲ့ features ပါ။ကိုစောင့်ကြည့်နေတဲ့ coin ကကိုမျောနေတဲ့ဈေးကိုရောက်လာပြီဆိုရင် Binance ဘက်ကနေ note ပို့လာအောင် price alert ထားနေပဲဖြစ်ပါတယ်။ price alert table အတွက်ကိုစောင့်ကြည့်နေတဲ့ coin ကိုသွားပါပြီးရင်ညဘက်တောင်းမှာ ခေါလာပုံစံလေးရှိရပေါ့နော်အဲ့ဒါကိုဝင်လိုက်ပါဒီမှာဆိုလို့ရှိရင်တော့ထားလို့ရတဲ့ alert try to book ရမှာဖြစ်ပါတယ် price reach ဆိုတာကကြတော့ဒီဈေးကိုကျော်သွားရင် alert ပို့ပြီးဘာလို့ပြောတာဖြစ်ပါတယ် price price up ဆိုတာကကြတော့ဒီဈေးကိုကျော်သွားရင်ဟိုပြောတာဖြစ်ပါတယ်နောက်ထပ် price drop to ဘာကြတော့ဒီဈေးကိုကျောင်းလာခဲ့ရင်လို့ပြောတာပါ chain is over ဆိုတာဘာဒီအခုကျောင်းနေတဲ့ဈေးကနေပြီးတော့ upper ဘလော့ပါဆက် တက်ပါလို့ရှိရင် alert ပို့ပေးပါလို့ပြောတာဖြစ်ပါတယ်အဲ့အောက်က chain is ender ဆိုတော့ကခုနကနေပြောင်းမြန်အခုရောက်နေတဲ့ဈေးကနေအောက်ကို block person ကြောက်လာခဲ့ရင် alert ပို့ပေးပါလို့ပြောရဖြစ်ပါတယ်။အောက်ကကြတော့24နာရီအတွင်းမှာ chain is over chain is down ဖြစ်ပါတယ်။ဆိုတော့အသေးစိတ်ကိုတွားကြည့်ရပါဦး။အသေးစိတ်ကိုကြည့်ဖို့အတွက် price breach ကိုဝင်လိုက်ပါမယ်။ဒီမှာ solution အလပ် type ကိုရွေးလို့ရရပါတော့။ price bridge ကိုရွေးမလာတော့မဟုတ်ပါစားဟာရီကိုရွေးမလာပါတော့ဒီတစ်ခုကကြတော့ဒီဈေးကိုကြောင်း alert ပို့ပြီး developer ဖြစ်တဲ့အတွက်ဆောင်မလို့ကို alert position နဲ့ဈေးကို devalue ဆိုတဲ့နေရာလေးထဲမှာထည့်လို့ရပါတယ်ဥပမာဒီဟာကို900 10ဆိုပြီးတော့ထားလိုက်ပြီပေါ့နော်ပြီးရင်အောက်ကတော့ frequency frequency ဆိုတာကကြတော့တစ်ခေါက်ပဲနှူတီပို့မလာဒါမှမဟုတ်ဒီတရက်ကိုတစ်ခေါက်ပေါ့နော် daily ပို့ခိုင်းမလာဒါမှမဟုတ်အမြဲတမ်းပေါ့နော်ဒီဟာ910ရောက်သွားရင်ကို ပို့ခိုင်းမှာလာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီ crypto စီးခွက်ကတော်တော်လေးကိုအတန်းစားကျန်တဲ့အတွက်ကြောင့်ဟိုတည့်ရက်ထဲမှာဒီကိုတတ်မှတ်ထားတဲ့ဈေးကိုအခါခါအခါခါဖြတ်နေရမျိုးဖြစ်နိုင်နေပေါ့နော်။ဆိုတော့ခဏခဏနိုဒီတတာမျိုးတွေမလို့ခြင်းဘူး။တစ်ခေါက်ရောက်ပြီးဆိုရင်လည်းဟာရပြီဆိုလို့ရှိရင်တော့ only once ပေါ့နော်ဒါမှမဟုတ်တရက်ကိုတစ်ခေါက်လောက်ဆိုလို့ရှိရင်တော့ once a day ဒါမှမဟုတ်အမြဲတမ်းအခက်ခက်ခါခါတက်တဲ့အစဉ်ပြေးရဲဆိုလို့ရှိရင်တော့ always ကိုထားလို့ရပါတယ် အခုတခြား a love tie တွေကိုပြောင်းကြည့်မယ်ပေါ့နော်ဒီ price price about ကို Sri Lanka ဒါဆိုလို့ရှိရင်လည်းခုနကလိုပဲတူတူပဲပဲ price ကိုကြော်စီနေတယ်ပေါ့နော်ပြီး frequency ကိုရွေးလို့ရတယ်ဟုတ်ပြီအခု price drop to ဘို Sri Lanka ပေါ့နော် price drop to မှာလေ value နဲ့ frequency ကိုပဲတွေ့ရမှာဖြစ်ပါတယ် changes under မှာလေတူတူပဲ ဒီ24 hour train is over and to do ba ba account to do ba ဆိုတော့တခုထုတ်ပြတဲ့ဆိုလို့ရှိရင်ဂျန်နေဟာရီကုန်လည်းလောက်တက်သွားမှာဖြစ်ပါတယ်။ဆိုတော့ price fresh နဲ့ပဲတစ်ချက်ပြန်လောက်ကြည့်မယ်ပေါ့နော်။930ပို့ထားလိုက်မယ် only was being create a lot ကိုနှိမ့်လိုက်ပါ။ဒါဆိုလို့ရှိရင်တော့ alert တခုကိုအောင်းမိမိထားပြတော့ပါပြီ။ finance ဘက်ကနေပြီးတော့ PME ခွိုင်း930ကိုကြောက်လာတယ်ဆိုလို့ရှိရင်တစ်ခေါက်ညတီပို့ပေးမှာဖြစ်ပါတယ်။ ကိုက elect ကိုမှားထားမိလို့ခက်ချင်နေဆိုလို့ရှိရင်အဲ့ဒီပုံမှာဒေါ်လာလေးဖိထားလိုက်ပါဒလီဆိုရလေးပေါ်လာပါလိမ့်မယ်ဒလီကိုနှိမ့်လိုက်ပါဒါဆိုလို့ရှိရင်တော့ကိုထားထားတဲ့ elect ကိုဖြတ်ပြီးသွားပါပြီ ဒါလို့ဆိုလို့ရှိရင်တော့အောက်ပိုင်းစီစဉ်ရဲ့အခြေအနေကိုလည်းခံမှန်းလို့ရပြီးပြီးရင်ဖဲခွိုင်းတွေကိုစောင့်ကြည့်ရမယ်ဆိုတာလည်းသိပြီး Binance ပေါ်မှာအသုံးဝင်တဲ့ features တွေကိုသုံးနည်းဝင်လည်းသိပြီးဆိုတော့ဒီနေ့ video တွေကတော့လာသွားပြီလို့ပြောလင့်ပါတယ် Trading level Binance account ဖွင့်မယ်ဆိုရင်အခုပြထားတဲ့ Crypto Market Referral Code ကိုသုံးပြီးတော့ account ဖွင့်လို့ရပါတယ်ဒီကုန်းနဲ့ဖွင့်တဲ့ account တွေက Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ fees ရဲ့20%ကို တစ်သက်လုံး discount ရမှာဖြစ်ပါတယ်။အဲ့ဒီအပြင် crypto mate ကနေပြီးတော့လစဉ်လာတိုင်းလုတ်ပေးနေတဲ့ campaign တွေက reward တွေကိုလည်းဒီသက်ထပ်ပြီးတော့ရအောင်မှာဖြစ်ပါတယ်။ crypto mate အနေနဲ့စားခဲ့တဲ့ချိန်ကနေစပြီးတော့အခုအချိန်ထိကိုသိမ်းရှာကြဖို့ ठी reward တွေဘေးကပြပြဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်သုံးပြီးတော့အကောင့်ဖွင့်ထားတာကလုံးဝကိုအကျိုးမရုပ်စေရဘူးလို့အမှားခံပါတယ်။ဆိုတော့ crypto mate ပါအဖ်ဗီဒီယိုမှာပြန်တွေ့ရပါတော့။